မြန်မာနိုင်ငံချင်းရဲ့ကိုအစစ်တဆိုင်အားပေးနာဆင်နေကြတော့ပြည်သက်များအားလုံးပဲမင်္ဂလာပါရှိ။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမိယဇလံကောင်းလေးတွေကိုနေ့စဉ်ရွေးချက်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပြည်သက်များနားဆင်ရမယ့်ဇလံလေးကစာရေးသူမင်းဟိန်ခန်ဥဒ္ဒတိပါရေးသားထားတဲ့မန္တန်ထူးမောင်နဲ့မြေရှိုးပါလို့မိုးမပြတ်ဇလံလေးကိုပြည်သက်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ထူးမောင်ဟာကြောင်လူးမော်နဲ့မောင်ချစ်ចောင်းကို ဥကာလာစီမှာတဆင့်ကြားသိခဲ့ရလိမ့်မည်။ဆလလိုမောင်ချစ်ကိုအနာတက်ခတ်ပြီးမိမိရဲ့ချစ်ရသူမပန်းဖြူနဲ့မင်းစီကြီးဥတိုင်ငယ်တို့ကိုကဲထုတ်ဖို့အတွက်တိုင်ပြကြတယ်။ထူးမောင်ရဲ့လက်ရှိပညာစရာမန်နံပရပိုက်ကြီးရဲ့စစ်မှန်တဲ့ဆွမ်းအားတွေမဟုတ်သေးဘူး။အ ਨੇ ကြီးအကင်းသာဖြစ်ပြီးအဲ့ဒီမှော်ပညာတွေရလေအစစ်စစ်ကြင့်ကြံအားထုတ်ပြီးတဲ့နောက်မှာတော့အစစ်တော်ဖြစ်တဲ့နောက်ဆုံးမှော်ပညာအစစ်ရှိနေသေးတယ်။အခုလက်ရှိမန်နံတွင်ရရှိနေတဲ့ဆွမ်းအားတွေက မော်စီတမျိုးနဲ့အသားမှာထိုးနှံစီမော်သွင်းထားတာမျိုးသာဖြစ်ပြီးတော့နောက်ဆုံးအဆင့်ကိုမရောက်သေးဘူးဒီအဆင့်လေးကိုတည်ဆုံသွားလိမ့်ပြီဖြစ်တဲ့ထူးမောင်ရဲ့ငယ်စရာကြီးဥဝင်ကစီရင်ပေးခဲ့ခြင်းဖြစ်ပြီးတော့ပညာကောင်အောင်ဥကလာစီကနေဆက်လက်လေ့လာအားထုတ်ရပြီဦးမယ်အခုအခါအင်အားကြီးလာတဲ့ရန်သူဖြစ်တဲ့မောင်ချစ်နဲ့ရပညာသူအဆင့်မြတ်တာမက မောင်ချစ်ကတာလုံနေတဲ့ကြောင်လူမော်ပညာဖြစ်နေတာမို့ထူးမောင်ကသူ့ရဲ့ဓာကြီးလေးပါမန္တမော်တွေကို နောက်ဆုံးအစီအထီပေါ့မြအောင်မြန်ဥက္ကလာရဲ့အကြံပြုချက်အရကျိုးပန်းရပေဦးမယ်။ထူးမောင်ဖို့ချစ်ချင်ရမှာတကူကမော်ပညာတော့ဆုံးခန့်တန်အောင်ချစ်ချင်အားထုတ်ရမယ်ဆိုရင်အချိန်အများကြီးကုန်လိမ့်မယ်။မိမိရဲ့လူတွေကိုရန်သူရဲ့လက်မှာကြာကြာထားခြင်းကလုံးဝမသင့်တော်ဘူး။ဒါကြောင့်မို့လို့လေဒကြီးလေးပါမော်အောင်တဲ့အထီအချိန်များလာကြောက်ကြောင်လက်သေးမောင်ချစ်တဲ့အစွမ်းထက်ရဲ့အပြင်းထန်စူးစမ်းရပေဦးမယ်။ဘယ်လောက်ထိချစ်ချင်အားထုတ်မယ်ဆိုရင် မော်ပြညာအစဲတာလွန်နိုင်မလဲဥကလာမောင်ချစ်ကိုရှင်နိုင်မို့啊အနည်းဆုံးတော့ဓာကြီးလေးပါကြည့်စီရလက်တဝက်လောက်ကိုရောက်မှဖြစ်မယ်ဓာကြီးလေးပါဆိုကြာလိုက်မယ်ဗျထဝီမန္တန်နဲ့အာဘောမန္တန်တို့ကိုအရင်ဆုံးလေ့ကျင့်မယ်ဒီနှစ်ခုနဲ့မလုံးလောက်သေးဘူးလေထူးမအချိန်မရဘူးရွေးချယ်စရာမရှိဘူးကြောက်ရောက်ကြကောင်းပြီလေအဲ့ဒီချိန်ကစပြီးတော့ထူးမဟာဥကလာနဲ့အတူတူမြေမာမြုပ်လို့တမျိုး ရေမှာငုံလုံးတစ်ဖက်အစမ်းငုံလေးချင်းကြလိမ့်တယ်။တစ်ဖက်မှာလည်းကြောင်လက်သေးမောင်ချက်ကသူနေတဲ့အိမ်တော်ကိုအစေကအဆောင်ချက်တွေဝင်းရလို့ထူးမှရောက်လာခဲ့ရင်အပြည့်ရှင်းမှုအမိတ်ပေးထားတယ်။သူကိုယ်တိုင်ကအိမ်တွင်းကမှရှိတဲ့မီးတံကွက်ကလေးမှိမ့်မဲ့ထွန်းထားတဲ့အခန်းထဲမှာအနားယူနေပြီးတော့အဲ့ရဲ့အနောက်ဘက်အခန်းထဲမှာတော့အချုပ်ကားလိုလိုထောင်းလိုလိုတန်နိုင်ချာမှာပန်းဖြူနဲ့ဥတန်ငယ်တို့ကိုဖမ်းမြဖမ်းဆီးထားလိမ့်တယ်။ဥတန်ငယ်နဲ့ပန်းဖြူတို့ရဲ့လက်က ထူဆန်းတဲ့တန်ခွေလေးတွေကိုစီရှိနေကြတယ်။အဲ့ဒီတန်ခွေရဲ့ထူဆန်းပုံကတာမန်လူဖို့ကိစ္စမရှိပေမဲ့လေမော်ပညာတဲ့တွေအတွက်ကြောက်စရာကောင်းလာတယ်။ဒီတန်ခွေတွေကိုမော်ချစ်လိုမြေအောက်ခိုင်းသားတယောက်ကစီပြီးခဲ့ခြင်းဖြစ်ပြီးတော့လက်မှာဝတ်စိတ်ပေးထားမယ်ဆိုရင်ဘလို့မော်ပညာကိုမှအသုံးပြုလို့မရဘူး။မော်ချစ်ကိုရတာမှစံတက်လို့တန်ခွေကိုသူ့ရဲ့လက်မှာဆွတ်ထားတဲ့အခါတာမန်လူလိုဖြစ်ပြီးတော့ကြောင်လူးမော်ကိုတော့မှအသုံးပြုလို့မရတော့တာကို အော်အော်စာနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဒီတန်ခွင်းနေစီနဲ့သူဥတန်ခဲ့ရမသိပေမဲ့တဖွဲ့ရဲဖြစ်တဲ့ပန်းဖြူကတော့ကောင်းကောင်းသိနေတယ်။သူတို့နှစ်ဦးမှရှိနေတဲ့လဝဲမော်ပညာနဲ့ပြစ်စအေယူပေါ့မော်ပညာတွေကလုံးဝအသုံးပြုလို့မရတော့ဘဲတာမန်လူလိုပဲဖန်ဆီးခံနိုင်ရတယ်။တန်ခွင်းနေကလည်းတက်ရှိလား။ပန်းဆိုင်သူတခင်ရဲ့အမိနဲ့သာဆက်ထုတ်ချွတ်ယူနိုင်တယ်။ဒါကြောင့်သူတို့ဘာမှမတတ်နိုင်။သမီးပန်းဖြူနင့်တော့မကောင်းပါလား။ ပြောပြန်ပြီတန်ညိုးတန်ခွင်းနေနဲ့အချုပ်ထဲနေရတာပြုံးပြုံနေရမလားဦးကြီးရဲ့ဦးကြီးသိပါသမီးရဲ့ငါသမီးကိုကိုကိုပူလို့မျက်နှာပြက်နေတာမဟုတ်ဘူးဟိုမောက်ထူးမောင်လေးကိုမတွေ့ရတာကြားလို့မြားစိတ်ပူနေသလားလို့မေးတာပါတော်ပြီဦးကြီးဟာနောက်နေရမယ့်အချိန်မဟုတ်တော့ဘူးဒီဒီကလွတ်ဖို့ကြောက်အောင်ပူမနေနဲ့ဦးကြီးရောက်နေထူးမောင်လာလိုက်မယ်ကျမကတော့မလာစေချင်ဘူး မောင်ချီရဲ့ပညာအစွမ်းကရှော့တက်လို့မရဘူးဦးကြည်။မင်းရောက်အဖွဲကြောင့်အဖွဲဝင်ဖြစ်ဘူးတဲ့ကျမအသိဆုံးပါ။အန်ဒီသိပ်များတယ်။ပြောတော့ဖြစ်စိတ်မပူဘူးဆို။ပန်းဖြူဘာမှမပြောတော့။ဦးကြည်ဦးတန်ကရောသူ့ပါ။မော်တန်ကွင်းအပြင်တာမန်တန်ကျိုးတွေတန်ကြီးချင်းတွေပါအခက်ခံထားရတဲ့ဂျာကမပန်းဖြူစိတ်ထဲထူးမှန်ကိုစိတ်ပူနေမိတာတော့အမှန်ကန်ပဲ။အချိန်ခဏအကြာမှာတော့ချန်ကြီးလေးကစူးစူးညံ့ညံ့အတန်တွေကိုနှစ်ယောက်သားကြားမိကြတယ်။ အဲ့လိုနဲ့အခန်းထဲမှာအနားယူနေတဲ့မောင်ချက်လေအတန်တွေကိုကြားနေရတယ်။အပြင်မှာအဆုံးချထားတဲ့သူ့ရဲ့တပည့်တွေနဲ့တစုံတယောက်တို့တိုက်ခတ်နေတဲ့အတန်တွေမောင်ချက်ချက်ချင်းပဲအိမ်မူးဘော့ကိုလွှားကနေခုန်တက်လိုက်တယ်။အမြင်ကနေအောက်ကိုငုံကြည့်လိုက်တော့ခြေရှင်းမှာအဆောက်ဖြစ်ထားတဲ့တပည့်၅ယောက်ကဓာတ်တရားနဲ့တည်ဆုံးနေတာကို တွေ့ရတဲ့အတွက်အင်းရှိတဲတဲ့ကိုခုန်ချလိုက်ပါတယ်။အတော့မချလိုက်တဲ့ကောင်နေဟေးအိမ်နဲ့ကောင်နေလာကြစမ်း ဒီလောင်းတွေတဲသွားကြလာပါပြီဆရာကြီးလာပါပြီဟာဘယ်လိုဖြစ်ကုန်တော့လဲဆရာကြီးခက်ဆော့ဆော့ဟာအကောင်းကြီးတွေပါခြံထဲရန်သူဝင်သွားပြီလားဖြစ်နိုင်တယ်တရိပ်ထားကြဒီငါးကောင်ကိုအချိန်တိုတွေ့ဓာတ်နဲ့ဝင်ပိုင်းသွားတာပေါ့သေးသေးကောင်တော့မဟုတ်ဘူးတနေ့ရမှာပုံနေလိမ့်မယ်မင်းတို့လူစုကွယ်ရှာတဲ့လူကရှာစောင့်တဲ့သူကစောင့်ဟုတ်ကဲ့ဆရာကြီးဖန်ထားတဲ့ဟိုနှစ်ယောက်ကိုလာခဲ့တဲ့ကောင်တွေဖြစ်ပုံများတယ် ငါအချုပ်ခန်းနောက်မှာရှိမယ်ကြားလားဟုတ်ဟုတ်ကဲ့ပါဆရာကြီးဟုတ်ကဲ့ပါမောင်ချစ်တပည့်တွေပြာရခတ်ကုန်တယ်အလောင်းတွေကိုရှင်းနေသူဟာရှင်းတချို့ကချက်ကိုဓာတ်ထင်ရင်လှက်ပက်ကြည့်နေကြတယ်တချို့ကရန်သူကိုချိန်မို့ဖို့အသေးအတန်ရှာဖွေကြတယ်ဒီအချိန်မှာမောင်ချစ်ကဦးတန်ငန်းရဲ့ပန်းတူတို့ရှိရာအချုပ်ခန်းစီကိုဒုက္ခတစ်ချောင်းနဲ့ရောက်လာခဲ့ပါတယ်တိုက်ပြီးပြုံးမနေကြနဲ့အောင်ဟိုမင်းကလေးနဲ့အဖိုးကြီးဦးတန်ငယ်ခမားတို့လူထူးမောင်ဒီကိုရောက်မလာခဲ့ လမ်းမကလေးကစက်ကိုမရှင်းရလို့ထွက်ပြေးသွားပြီအခုလည်းတက်တိနေလိုက်လေဗျာခြေနဲ့ကိုခိုးမလာပြီထင်ပါရဲ့အလောင်းတော့မြင်ရမှာပေါ့မောင်ချစ်မင်းသိလားမန္တန်မောင်အစ်စ်မြင်လိုက်မင်းတိုက်တဲ့ပညာဆိုတာအိမ်မွေးကြတဲ့ကောင်လောက်တော့အစ်စ်မရှိဘူးဆိုတာစင်နဲ့စင်မို့ကြိုးစားပြင်အောင်အပေါ်ကြီးစကားမကြားချင်ဘူးဗျာခမရတို့နှစ်ယောက်ကိုကျုပ်လက်ထဲမှာကြာကြာမထားဘူးကျုပ်တပည့်တွေနားတယ်မကြခင်မှာပလိတ်လက်အပ်ပြီးစွငွေထုတ်ယူရမယ် ိမ်မွပြင်စင်တော့ဘန်ဖြူကမောင်ချစ်ကိုမျက်စောင်းတစ်ချက်ဆွေကြည့်ပြီးသူ့စကားကို အရင်မလုပ်ဘဲတစ်ဖက်ကိုမြင်နေတယ်။ကြောက်အောင်ခြောက်တာမဟုတ်အမတ်တကယ်အသက်ကိုဒရိပေးလာတာကို သိနေဆိုပေမဲ့နည်းနည်းမှကြောက်တတ်ပုံမပေါ်ဦးတန်ငယ်ကဟာတက်လို့တော့ရင်းနေသေးတယ်။မောင်ချစ်ကအဲ့ဒီလူနှစ်ယောက်ရဲ့အနီးမှာမနေချင်ပေမဲ့ချန်နယ်ရောက်နေတဲ့ရန်သူကထူးမောင်ဆွေတေချာပေါက်အချုပ်ခန်းကိုရောက်လာနိုင်တာကြောင့်ကြုံပြီးတော့မှစောင့်နေခြင်းဖြစ်ပါတယ်။အပြင်ကတိုက်ခတ်လာတဲ့ရန်သူက မျက်နှာဖုံးနဲ့ဓားကိုလွှဲထားပြီးတော့မှောင်ရိပ်ခုန်နေတယ်။မောင်ချစ်ရဲ့တပည့်တွေအလင်းငယ်ကိုခြောက်မြောက်တိုက်ခတ်ဖို့စောင့်နေတယ်။ပုံမှန်ဆိုရင်ယောက်ျားပီပီမျက်နှာချင်းစာတိုက်ခတ်လို့ရှိရဆိုပေမဲ့ပြုတ်ဝဲလုံးဆောင်နေရတာကြောင့်ခြောက်လို့တိုက်ခတ်နေရတယ်။အမောင်ရဲ့အကွယ်ကနေလှင်မြန်းတဲ့ခြေလမ်းတွေနဲ့အဆောင်တူဦးကိုလဲလဲချိုးလို့တူဦးကိုတနောက်နဲ့ခေါင်းတိုက်တဲ့စောင့်ပေးပြီးအဆုံးစင်လိုက်တယ်။ဒီအချိန်မြင်သွားတဲ့တခြားအဆောင်တွေကဓာတ်တော်ကိုစီနဲ့ပြင်းဝင်တိုက်ခတ်လာပြန်တယ်။ တက်ခိုက်လာတဲ့ခြံဆောင်တွေရဲ့ဓာတ်နဲ့သာသူတို့ကိုသူတို့အဆုံးစီရင်ပေးပြီးတော့ညနေဖုန်းတဲ့လူကဓာတ်ကိုတော့မထုတ်ရှင်ပြန်လို့မနိုင်တော့တာကိုတက်ဆမိတဲ့မောင်ချစ်ရဲ့တပည့်တွေကလည်းဆရာဖြစ်သူကိုခေါ်ဖို့အိမ်ထဲကိုပြုံးဝင်သွားခဲ့တယ်။ဒါမဲ့အိမ်ပေါက်သွားမှာပဲမကောင်းဆိုးဝါးတွေကဆွဲထားသလိုဖြစ်နေပြီးနောက်ကျောင်းကိုလည်းဓာတ်တရားကြီးတွေကြားရောက်လာကမှောင်လဲသွားခဲ့ကြလေတယ်။ညနေဖုန်းနဲ့ဓာတ်လိုက်ထားတဲ့သူကအိမ်ထဲစီတလန်းချင်းရှောက်လာခဲ့တယ်။ဒါနေတဲ့ခြေတံကိုဥတန်ငင်းနဲ့ပန်းပြူလို့ကြားနေရသလို မောင်ချစ်လည်းကြားနေရတယ်။ခြေသက်နီးလာတဲ့အခါမှာတော့မောင်ချစ်ကကြောင်တဲ့ကြေးတွေချက်ချင်းပြောင်းလို့အိမ်ထဲကိုတလဲချင်းဝင်သွားခဲ့လေတယ်။တမိဘယ်လိုထင်လဲ?ထူးမောင်လား?မဟုတ်ဘူးထင်တာပဲဦးကြီး။ထူးမောင်ကခိုးကြောင်ခိုးပဲမလုပ်တတ်ဘူး။နိုင်မနိုင်မစင်စားပဲမျက်နှာရှိတဲ့တရရနေတိုက်ခတ်တတ်တဲ့သူမျိုး။တမိတော့သူ့လို့မထင်ဘူး။မကြခင်မှာတော့အိမ်ထဲကနေတိုက်ခတ်တဲ့တွေကြားနေရတယ်။အမောင်တွေကဆွမ်းအားပြင်းတဲ့အရာတခုက မျက်နှာဖုံးတဲ့လူရှိရာစီကိုပြေးဝင်လာလို့ဓာတ်ထုတ်ပြီးခုခံထားလိုက်တယ်။မောင်ချီရဲ့တိုက်ခွက်ဖြစ်တဲ့လက်သေးကုတ်ချက်ဖြစ်ပြီးတော့ဓာတ်တော့ကိုတော်မှမြူဝီတောက်သွားစီတယ်။အဲနောက်ဓာတ်ကင်ထားတဲ့လူရဲ့လက်ကိုကြောင်နဲ့ကြီးကကိုလိုက်တဲ့အတွက်လက်ကုံမှာဒဏ်ရာရသွားခဲ့လိမ့်ပြီ။ကြောင်နဲ့ကြီးကလည်းဓာတ်သမားရဲ့ဗယ်လတီတစ်ချက်မြှလို့ပန်းဖြူတော့အချုပ်ခန်းအထိပြန်ကြလာတယ်။အချုပ်ခန်းရဲ့အနီးမှာပဲကြောင်ကြီးနဲ့ဓာတ်သမားတို့နှစ်ဦးတက်ခိုက်ကြတဲ့အတွက်ပန်းဖြူကအရေးကဲခတ်ပြီးတစ်ချက်ပြုံးလိုက်တယ်။ အဲ့နောက်သူနဲ့မဆန်သလိုတစ်ဖက်လှဲ့နေတယ်။မောင်ချစ်ကိုတက်ခတ်နေတဲ့ဒါသမားဘယ်သူဘယ်ဝါဆိုတာပန်းဖြူသိနေတယ်ထင်ပါရဲ့။ဒါပေမဲ့နားပါတဲ့မောင်ချစ်ကြားသားနိုင်တဲ့အတွက်ဥတိုင်ငယ်လည်းမမေ့ဘူး။ဒီလိုနဲ့မောင်ချစ်ကလူတလဲကြောင်တလဲပြောင်းလဲတိုက်ခတ်နေပြီးတစ်ဖက်ဒါသမားလည်းအသေးလေးတိုက်ခတ်ခုတ်တယ်။ဒါသမားရဲ့ခိုးချက်တွေကိုမောင်ချစ်က အလူလဲရှောင်နေရပြီးတော့အိမ်တော်ကြီးမှလည်းဓာတ်ခုတ်ရော်တွေနဲ့အတော်လေးပြက်စီးနေပြီး နှစ်ဦးသားမိုးလင်းအာကြီးအထိအပြေးထန်တိုက်ခိုက်ကြတယ်ဆိုပေမဲ့အရှုံးနိုင်ကအဖြေမပေါ်သေးဘူး။မောင်ချစ်ရဲ့စိတ်ထဲမှာတိုက်ခိုက်နေတဲ့သူကထို့မှမဟုတ်တာကိုလည်းရင်းမိလာခဲ့ပြီးဓာချက်တွေကိုလည်းဒိဋ္ဌိပြုမိနေတယ်။ဒါသမားရဲ့ကြွေးကြင်မှုကြောင့်မောင်ချစ်ရဲ့လက်မောင်းနဲ့ဝမ်ပိုက်ကြွက်သားတွေကဓာတ်တရားတွေပြည့်နေနေတယ်။တစ်ချက်မှာတော့မောင်ချစ်ရဲ့ကြောင်လက်သေးကြောင့်နနဖုံးအောက်ွယ်သွားရကဒါသမားလည်းသူ့ရဲ့မျက်နှာကိုအမြင်မခံမဲ့အမြန်လျှောက်တင်းလိုက်လေ။အဲ့ဒီခါကျမှမောင်ချစ်က ပန်းဖြူနဲ့ဥတန်ကဲတို့ကိုခက်ဆူဆူတစ်ချက်ကြည့်ရင်သူ့အခန်းထဲစီကိုသူ့ဆက်ဆက်နဲ့ရိုင်းနေနဲ့ဝင်သွားခဲ့လေတယ်။တမီးအဲ့ဒါဘယ်သူလို့ထင်တော့စောပါသေးတယ်ဦးကြီးအချိန်တိုင်သိရမှာပါ။မောင်ချစ်ကကြောင်တကောင်လုံးနားသိပ်ပါတယ်။သူ့အခန်းထဲကနေကျမတို့ပြောနေတဲ့စကားတွေကိုကြားလိုက်မယ်။ထူးမှမဟုတ်ဘူးဆိုတာကိုတော့ဒါ့ကိုကြည့်သိနိုင်ပါလေ။ဦးကြီးသဘောပေါက်ပြီတမီး ောင်နဲ့မောင်ချစ်တို့လမ်းမှာစုံကြတယ်လို့ပြောတယ်။တက်ခတ်ကြသေးတယ်ထင်တယ်။လက်ရှိအချိန်မှာတော့ထူးမောင်နေနဲ့အနိုင်ယူဖို့မဖြစ်နိုင်သေးဘူး။သူတခုခုလောက်ပါလိမ့်မယ်။နန္ဒလင်းနာနဲ့ဥက္ကလာဟာမျက်စိမှာစောင့်နေပြီးထူးမောင်ကရေအောက်မှာငိုရှိုးပြီးတော့အဘောမန္တန်ကိုစိတ်မှမပြတ်တဲ့ရွတ်ဖက်ရင်ရေတက်ရဲ့ယူစီပြောင်းလဲခြင်းသဘောကိုလူနဲ့တသားတဲကြအောင်လေ့ကျင့်နေခဲ့တယ်။နေမင်းတဲ့အခါမှာတော့ရေကနေပြန်တက်လာပြီးဥက္ကလာရှိရာစီကိုရောက်လာခဲ့တယ်။ ဘလို့တော့တခုပြီးမှတခုလုံးတဲ့နေကွမဟုတ်ရင်ပြင်မလိုက်မယ်နားမအောင်လားနောက်တနေ့သာပြောပြကြုံနားမနေချင်ဘူးကတိုင်းဆိုတာကြာဘူးလားထူးမကြာဘူးပမဲ့တေချာတော့နားမလဲဘူးကတိုင်းနဲ့ခက်ဆက်ဆဲတူတဲ့ကြင့်စင်မျိုးပါကမထန်းအားထုတ်တယ်လို့မြေထာမှမဟုတ်ယူကြည့်ပြီးစိတ်မှနမိတ်ထင်လာအောင်ကြင်ကြရတာဒါမဲ့မင်းရမျက်လုံးမမြင်တဲ့အတွက်အထီးတွေ့အာယုံကသာလေ့ကျင့်လို့ရမှာမြေထဲမှာရှိနေတဲ့ချင်း မြေတက်ရဲ့အဖွဲ့အစည်းမှုသဘောကိုနဲ့တသားတဲ့ကြောက်ကြစ်ကျင်ရလိမ့်မယ်။ရေထဲမှာရှိနေတဲ့အချိန်ရေတက်ရဲ့ယူစည်းခြင်းသဘောခန္ဓာနဲ့တသားတဲ့ကြောက်အထောက်ရလိမ့်မယ်။မင်းရဲ့ခန္ဓာကိုယ်ကမနက်စွမ်းအရိယာကုညီပေးပါလိမ့်မယ်။ဒီနည်းတော့ဒါဆက်ပြီးလေ့ကျင့်ပါ။ဒုမောင်ကခொနည်းရဲ့တပတ်တိတိအပြေးထန်စူးစမ်းကြစ်ကျက်ပြီးတဲ့အခါမှာတော့ရေထဲကိုငုံလို့တနေ့တိတိနေနိုင်တယ်လို့နေထဲမှာလည်းတနေ့တိတိနေတိုင်းတဲ့အခြေပေါက်မြောက်လာခဲ့တယ်။ ခန္ဓာကိုယ်လည်းပြင်းမှန်းခြင်းမရှိပဂရိစွာအားတွေပြည့်ပြိုးနေပြီမောချင်းရဲ့ရှင်မအသိဖြစ်နေတယ်။ဇဲလုံးလာဝရိယနဲ့ပြည့်စုံပါပြီတဲ့ကွာအတိတ်ကြုံနဲ့ရရှိလာတဲ့စွာအားလေးကိုပြောပါဦး။တဖြည်းဖြည်းနဲ့ရည်တဲ့နေစိတ်မှာရည်တဲ့ရဲ့သဘောကိုအထီးတွေ့ရအစာတစ်ဆင့်နားလည်ပြီးတော့ကိုနဲ့တသားတဲ့ဖြစ်တဲ့အခါမှာရေစီးကြောင်းတွေကခန္ဓာကိုယ်မှာကိုးဝိုက်ခြင်းမရှိပဲကိုရီးယားနဲ့ဖြက်ပြီးစီစင်းတယ်လို့ခံစားရတယ် ိုခန္ဓာကအရေးတခုလိုဖြစ်နေတယ်။အသက်ရှူသလားတော့မသိဘူးဦးကလာ။အထက်ဝေကျင့်စဉ်ကရောထူးကြတယ်ဗျ။ရှေ့ရက်တွေမြေမြောက်ခန္ဓာရတော့ကတော့မွေးကျက်ပြီးအသက်ရှူအားခက်တယ်လို့လှုပ်ရှားလို့မရဘူးဆိုပေမဲ့ရေတဲ့သဘောအတိုင်းခန္ဓာကိုယ်မှာနေကြည့်လိုက်တယ်။ရုံရခက်ပေမဲ့ကျုပ်စိတ်ထဲမြေအောက်မှာရောက်နေတဲ့အချင်းကိုရေအောက်ရောက်နေတယ်လို့ကိုးခတ်လို့ရနေတယ်။လမ်းစဉ်တစ်ဝက်ပြီးပြီပေါ့ကွာ။ဓာကြီးလေးပါမှအောင်မိတက်နဲ့လေတက်ပဲကျန်တော့တယ်။ မင်းအောင်မကူလို့ရတယ်ဆိုတာမင်းစိတ်ထင်မဟုတ်ဘူးတကယ်ဆွင့်ရင်စစ်ပဲဘလို့တော့ဗျအလဲပြောရင်တော့မင်းကိုယ်တိုင်ကရေးမင်းကိုယ်တိုင်ကမြေဖြစ်တယ်လို့မြေပြင်ကိုရေအမှတ်နဲ့ယူလို့ရပြီရေပြင်ကိုမြေအမှတ်နဲ့လည်းထိတွေ့နိုင်တယ်နားရှောင်သွားပြီဗျအဲ့လောက်နားမလည်ဘူးဗျလက်တွေ့ပြမယ်မင်းရှိမှမြေပြင်ကြီးဆိုတာမင်းသိပါတယ်ဒါပေမဲ့လမ်းလျှောက်ရဲ့မင်းနေနဲ့မြင်းနဲ့တသားတွေကြောက်သွားတဲ့အခါဒါမှမဟုတ် ရေပြင်အမှတ်နဲ့ယူတဲ့အခါမင်းရဲ့ခန္ဓာကိုယ်ကမြေနဲ့မြုပ်ဝင်သွားလိမ့်မယ်စက်ကြည့်ဒူးမောင်ကမယုံတဲ့အတွက်ရှေ့ရမြေပြင်ကြီးကိုစိတ်နဲ့ရေးလို့မှတ်ယူပြီးတော့ဒဏ်ကုသဘောကိုတတားလဲကြာနေတဲ့ခန္ဓာကိုယ်နဲ့ဆက်သက်တဲ့အခါမှာမြေပြင်စီကိုတစ်ခေါလုံးဝင်သွားပြီးရေထဲခုန်ချသလိုဖြစ်သွားခဲ့လေတယ်ဒီအခါမှာဒူးမောင်ကသဘောပေါက်လွင်တာကြောင့်မြေရှိရကိုပြေးလို့ရေပြင်ကိုမြေလိုမှတ်ယူပြီးလမ်းလျှောက်တဲ့အခါမှာလဲရေထဲစီမိနစ်ပဲ ရေပေါ်မှာလမ်းလျှောက်နိုင်ခဲ့တာကိုထူဆန်းစွာနဲ့ကြုံတွေ့ခဲ့ရပါတယ်။နားလည်ပြီးဥကလာကြောက်သဘောပေါက်ပြီ။ဝါရော့တဲ့သဘောနဲ့နောက်တစ်စိတ်အောင်ရင်လေထဲမှာပထဝီဓာတ်ကိုဖမ်းယူပြီးတော့ခန္ဓာကိုယ်ကလည်းလေလိုပေါက်ပါသွားတဲ့အခါမိုးမှပြန်လိုက်မယ်ထင်တယ်။ညရှုမိုးပြန်ဆိုတာထားလား။ကတိုင်းနဲ့ဆင်းနူရဲဆိုတော့ဟုတ်လိမ့်မယ်။ဒါမဲ့မင်းကအခုမြေသာရှုံးနိုင်တာမိုးပြန်မိုးကဒီထက်ခက်တယ်။နောက်မှလို့ အခုမင်းရဲ့ချစ်သူမင်းကလေးနဲ့မိတ်ဆွေကြီးဦးတင်ငယ်စီသွားပြီတော့သူမကဦးကာလကိုကျေးဇူးတင်မှအကြောင်းပြောပြီးတော့နောက်တစ်ချိန်လာခဲ့မယ်လို့ဂရီပေးလိုက်တယ်။ပြီးတဲ့အခါမှာတော့ကိုဌာနာအတန်တွေတောက်ခါမှချက်လို့ကြောက်လက်တဲ့မောင်ချစ်ရှိရာစီကိုသွားဖို့မြေကြီးမုံမောင်ကို စီပြီးထွက်ခွာလာခဲ့လိုက်တယ်။ဦးကာလကတော့အဝေးကနေလက်ပြနှုတ်ဆက်ရေးချိန်ရိုက်ခဲ့လိုက်တယ်။ခொနည်းရဲ့တပတ်လောက်ကြာခဲ့ပြီ။ဒီကနေ့ကဦးတန်ငယ်နဲ့ပန်းမြူတို့ကို အင်္ဂလိပ်အစိုးရရဲ့လက်စီမောင်ချစ်ကိုယ်တိုင်အပ်လိုက်ပြီးမောင်ချစ်ကစုတော်ငွေတွေထုတ်ယူပြီးတော့ပလေအဖွဲ့ရဥတ္တငယ်တို့ကိုလက်ပြန်ကျူးတုတ်ခေါ်လာခဲ့တယ်။နောက်ကမောင်ချစ်နဲ့အဖွဲ့ရလိုက်ပို့ကြတယ်။အရှိဖမ်းမိရတဲ့ဆိုပေမဲ့မြို့ကစီကိုပို့ပြီးတော့မှထောင်သွင်းအချင်းကြချင်းမျိုးမလုပ်သေးပဲတေတံစီရင်ဖို့အတွက်မြေအဖွဲ့ရအကြံပေးထားတာကြောင့်လူတပ်ကုန်းစီကိုခေါ်ထုတ်သွားကြခြင်းဖြစ်ပါတယ်။အစိုးစီမဲ့နေရာစီကိုပန်းဖြူရောဥတ္တငယ်ပါတာမန်လူတွေလို့ တန်ချေချင်းတွေနဲ့လိုက်ပါလာခဲ့ရတယ်။ခလောက်ကြ6နှစ်ပြည့်စီကိုရောက်ခါနေမှာတော့ပလေးဖွဲ့တွေကကတောင်းကနေဖြစ်ကုန်တယ်။အเจ้าကရုတ်တရက်ငလင်လောက်တလို့မြေကြီးကတုန်ခါလာပြီးတော့ပလေးတယောက်ကရုတ်တရက်မြေအောက်စီကိုဆင်းနေလိုက်တလို့မြုံဝင်သွားခဲ့တယ်။ပလေးတရားကြောက်လန့်တကြားဖြစ်နေတဲ့အချိန်မော်ချင်းနဲ့အဖွဲ့ရတော့အချင်းတွေကိုစောက်ကြည့်နေတယ်။အဲ့ဒီအချိန်မှာပဲပန်းဖြူနဲ့ဦးတန်ငယ်တို့ကဗျာနူပြုံးလိုက်တယ်။မကြခင်အချိန်တွင်မှာပဲ နည်းနည်းဖြူပလဲ့ငါ့ကိုမြေထဲကိုနုံနေတလို့နင်းမြုပ်သွားပြီးမော်ချစ်နဲ့အဖွဲပဲကြံတော့တယ်ဒီနေရာဝင်းချီတစ်ခုလုံးကလည်းဖုန်နဲ့တဲမှုန်တွေထောင်းထောင်းထထွားပြီးတော့မြေပြင်ကြီးတောက်ခါနေချင်းကလည်းရက်တက်သွားပြီးမြေခွာတန်းခပ်ပြင်းပြင်းကိုကြားနေရတယ်အဝေးရထူမောင်ကမြေကြီးမုံမောင်ကိုစီးပြီးတော့ကိုဌာနာတန်နေသားကိုဓာလွက်ကရဲ့ဒုံနဲ့ဝင်ရောက်လာခဲ့တယ်။မော်ချစ်ကလည်းသူ့လူတွေကိုရှစ်တက်စေဖို့လှုပ်ပြီးသူကိုယ်တိုင်ကဒုက္ခကိုမြေမှာဆောင်းလိုက်တော့ ဒေါကကလှမ်းသွားသလိုအချွန်တစ်ခုထွက်ပေါ်လာပြန်တယ်။သူမှလည်းရှေ့ရောက်ဝင်လာတဲ့မော်ချီရဲ့တပည့်အားလုံးကိုဓာတ်တစ်ချက်သာရန်လိုက်ပြီးညီကြီးကလည်းလွှာကနေခုန်လိုက်တယ်။မြင်းကွာလေးပဲမြေကိုပြန်ကျတဲ့အချိန်မော်ချီဘက်ကလူအားလုံးမြေထဲမှာအတုံးယုံလဲကျသေဆုံးကုန်ပြီ။အဲဒီကမော်ချီကိုရံကသူ့ရဲ့လက်နဲ့နဲ့အတူတူထူးမောင်ရှေ့ရစီကိုတဲ့တဲ့ခုံပြီးချိန်ရလိုက်တယ်။အဲနောက်ထိုးဆိုင်ချလိုက်တော့တစ်ဖက်လမ်းဘက်ကိုဓာတ်နဲ့ခံပြီးမြို့ပေါ်ကနေခိုးချလိုက်တယ်။ မြင်းကြီးမုံမောင်ကဘေးလို့ရစီရှောက်နေတယ်။ထူးမောင်ဟာမျက်လုံးကိုပဝါစီးထားပြီးမမြင်ရပေမဲ့တဖက်ရန်သူရဲ့တောက်ွက်တွေကိုအာယုံခရင်ခုခံတိုက်ခိုက်တယ်။ပထမတကြိမ်တိုက်ခိုက်တာတက်ကိုပုံပြီးတမ်းမာနေတဲ့ထူးမောင်ရဲ့ခွန်အားကိုမောင်ချစ်တရိထားမိတယ်။ရုတ်တရက်မောင်ချစ်ပျောက်ကွယ်သွားတော့ထူးမောင်မှပျောက်ကွယ်သွားခဲ့တယ်။မောင်ချစ်ပြန်ပေါ်လာတဲ့နေရာမှာထူးမောင်ရှိနေပြန်တယ်။အဲ့လိုဖြစ်လာတော့လှည့်စားလို့များတဲ့မောင်ချစ်ကထူးမောင်ကိုအနိုင်ရဖို့အတွက် ဦးတန်ငယ်နဲ့ဗန်းမြူကိုအန်နီရဲ့ပေးဖို့ခြေဦးလှဲ့တော့တယ်။တာမန်လူတွေလိုချုံနောက်ခံနိုင်ရတဲ့ဦးတန်ငယ်နဲ့ဗန်းမြူတို့ရှိရစီကိုကြောင်နဲ့ကြီးတွေနဲ့ခေါအုပ်တော့တယ်။လက်တပြတ်အတွေ့ဆိုတော့ထူးမှလည်းလက်လက်မမီဖြစ်နေတဲ့ချိန်ကြောင်ကြီးတဲ့ဖြစ်နေတဲ့မောင်ချစ်ရဲ့အဆွဲကြားတဲ့ကိုဓာတ်တခြားဝင်ရောက်ခုခံထားလိုက်တယ်။အဲဒီနောက်ဦးတန်ငယ်နဲ့ဗန်းမြူတို့မထိခိုက်မိချိန်မှပဲကြောင်နဲ့ကြီးကိုခောက်ဝဝေးစီကတ်ထုတ်ပြစ်လိုက်တယ်။လွင်သွားတဲ့ကြောင်ကြီးကဒေါသတကြီးတဲ့မောင်ချစ်တွေပြောင်းနေပြီးထရက်လာတယ်။ ဝင်ရောက်ကူညီတဲ့သူကတခါမော်ချစ်ကိုရံပြူလာတဲ့မျက်နှာဖုံးတဲ့ဓာသမဒီဒီချိန်မှာတော့ဂျောင်းဝင်ကူညီသူဓာသမလွှတ်ဝဲဖုံးကွယ်နေဖို့မလိုတော့တဲ့အတွက်မျက်နှာဖုံးကိုခွာထုတ်လိုက်တော့တယ်ဒီအခါမော်ချစ်ကိုရိုင်းနာမနောင်မလည်နိုင်အောင်ဆွန့်အပ်သွားခဲ့တယ်ကြော့ထိမင်းမင်းကဟုတ်တယ်မောင်ချစ်ငါကြော့ထိမင်းငါစိတ်နဲ့ငါ့ကိုဆုံးဖြတ်ပိုက်ခွင့်ရှိတယ်နေရောက်ဖွဲ့မှာကျွန်တော်အလုံးမလုံးနိုင်တော့ဘူးငါတို့ကိုဆက်ချင်တော့မယ် အထူးသဖြင့်ငါမြေအောက်ကိုလာခဲ့တာကမင်းအောင်လက်စားချင်ဖို့အတွက်ပဲဘာကမင်းနဲ့ငါရန်ညှိုးရှိလို့လားဒါတွေပြောနေဖို့အချိန်မရှိဘူးရော့ငါသားကိုလုံအောင်ရှောက်စမ်းမော်ချစ်ကိုဝင်ရောက်တိုက်ခိုက်လာတဲ့သူကသူတို့နဲ့တဖွဲ့တည်းဖြစ်တဲ့မြေအောက်ကိုင်းကဓာတ်နဲ့ရှည်ကြော့ထဲကိုတိုင်ဖြစ်လိမ့်တယ်ကြော့ထဲနဲ့မော်ချစ်တို့အပြေးထိုင်တိုက်ခိုက်တဲ့အခါထူးမောင်ကဝင်မပပဲဥတက်ငင်းနဲ့ပန်းပြူတို့ရှေ့ရစီကိုသွားပြီးတော့တန်တီထားနဲ့ လက်မချီထားတဲ့တန်ကျိုးနဲ့ခြေကျင်းတွေကိုအကုန်လှက်ခုတ်လိုက်တယ်။အားလုံးကိုဓာတ်နဲ့ဖြတ်တောက်လို့ရတယ်ဆိုပေမဲ့လက်ကဝတ်မှာရှိနေတဲ့မှော်တဲ့ကွင်းတွေကတော့နှစ်ချက်သုံးချက်ဆင့်ခုတ်တာတောင်မှပြတ်သွားခြင်းမရှိဘူး။တစ်ဖက်က မောင်ချင်းနဲ့ကြော်ထင်းတို့လည်းတိုက်ပွဲအားပြင်းထန်နေပြီ။ဒီချိန်မှာတော့မောင်ချစ်ကအသာစီရနေတယ်။ကြော်ထင်းလည်းဓာတ်နဲ့ခုခံရေးလဲကျသွားတဲ့အခါမောင်ချစ်ကအသေးတက်ဖို့လက်မျိုးကိုလက်တန်းနဲ့ပြေးဖောက်တဲ့အခါသူ့မောင်ကလက်ကဝတ်ကိုဓာတ်နဲ့ပိတ်ပေးထားလိုက်တယ်။ ဒီကအောက်ကကြော်တင်ကမော်ချီရဲ့ယူဝကိုဆောက်ကန်လိုက်တယ်။တချက်သာအပြင်းပြင်းကန်လာပြီးခန္ဓာကိုယ်အနှံ့ကြောင်လက်သေးရတွေကြောင့်သွေးတွေထွက်နေတယ်။ကြော်တယ်ဖို့ဆက်တိုက်ဖို့အခွင့်မသားတာကြောင့်ထူးမောင်ကအပြေးထန်ဆက်လက်တိုက်ခိုက်ပြန်တယ်။ဒေချာကြည့်တဲ့အခါမှာမော်ချီရဲ့မျက်လုံးတစ်ဖက်ကကြော်တင်ရဲ့ဓာခုတ်ချက်ကြောင့်လုံးဝကွယ်သွားခဲ့ပြီးဓာတ်တရလည်းမနေလာ။ဒီကမော်ချက်ကသူ့ရဲ့ခန္ဓာကိုယ်ကမော့ဆွဲနေကိုအဆုံးကိုထုတ်လို့လို့ငကွားတက်ကိုပို့ကြည့်တဲ့ကြောက်နေကြီးတကောင်အဖြစ်ကိုပြောင်းလဲသွားခဲ့တယ်။ သူမဟာတိုက်ခိုက်ရမသိတော့တဲ့ကြော်ထင်ကိုနားနေဖို့ပြောပြီးတော့သူကင်တဲ့ဓာတ်နဲ့ကိုခဏငှားယူလိုက်တယ်။ပြီးတဲ့အခါမှာတော့ဓာတ်နဲ့လောက်ကိုပူလို့မန်းနဲ့တပုတ်ကိုရွတ်ဖက်လိုက်တယ်။သူမောင်ရဲ့ဓာတ်ပေါ်ကမန်းနဲ့ဆက်လုံးတွေကအယောင်တောက်လာပြီးကြော်ထင်ရဲ့ဓာတ်နဲ့ကလည်းအနဲ့ရအခိုးတွေထွက်လာတယ်။သူမောင်ဟာလေးချင်လာခဲ့တဲ့ခြေစဉ်တွေကြောင့်အလွယ်တကူမြေတွေကိုဝင်ရောက်နိုင်တဲ့အတွက်ကြောင်နဲ့ကြီးအားတိုက်ခိုက်ရခတ်နေတယ်။ကြောင်နဲ့ကြီးမောပန်းတဲ့အခြေအကြောင့်မှဓာတ်နဲ့လက်နဲ့အတူတူမြေပြင်ကနေထွက်လာပြီးတော့ဆက်ပြီးခုတ်ပိုင်းတော့တယ် ကြောင်ကြီးကလည်းပုတ်ထုတ်ကောက်ွက်ရင်းမောင်ချီဖြစ်နေဆက်လက်တိုက်ခိုက်ပြန်တယ်။အပြင်းထန်တိုက်ခိုက်နေတဲ့ကြားကတော်ရန်တရိတ်ဆန်ကြီးလိုလှင်မြန်တဲ့ကြောင်တဲ့ကြီးရဲ့လက်သေးချက်တွေကြောင့်ထူးမောင်နောက်ဆုတ်လာရပြန်တယ်။အဲ့ဒီချိန်ကြော်ထေပြန်ထလာတဲ့အတွက်ထူးမောင်ကဓာတ်နဲ့ကိုလှမ်းပြီးပြစ်ပလိုက်တယ်။ကိုထူးမောင်ကြောင်ဆိုတာရေကြောက်တယ်ဗျ။ကြော်ထင်းရဲ့စကားကိုကြားတာနဲ့ထူးမောင်ချက်ချဲသဘောပေါက်ပြီးတော့နှစ်ယောက်သားကြောင်တဲ့ကြီးကိုမြေကဘာအထိမျက်ခေါ်တိုက်ခိုက်ကြတယ်။ ဒီကျဲထူးမောင်ကသူ့စွာအားနဲ့ကဘာရဲ့အောက်မှာရေလုံးဝမရှိအောင်လမ်းကြောင်းလှည့်ထားလိုက်တယ်။ကဘာအစိုးကိုရောက်တာနဲ့နှစ်ယောက်သားဓာတ်ကိုအားကုန်လှုပ်ပြီးကြောင်ကြီးကိုတတ်ခိုက်တော့ကြောင်ကြီးကကဘာအောက်ကိုကျသွားခဲ့တယ်။အားရောက်တဲ့အခါမှာမောင်ချစ်အသေးပြောင်းပြီးတော့ကြောင်ဆိုတာကအမြင့်ကြောင်ရုံထုံးစံမရှိဘူးကွာ။ဓာတ်ပြက်ဒီလိုဆိုရင်ထူးမောင်ကမြင့်ရဲ့စီကြောင်တွေကိုပြန်တက်ပြီးကဘာအောက်ကိုရေအလုံးလိုက်ရက်ဆောင်အောင်ဖန်တီးလိုက်တော့တယ်။ ။မော်ချက်ကထောင်ချောက်ကိုတီးတဲ့အတွက်အမြခုန်တက်ခဲ့တယ်ဆိုပေမဲ့အချိန်မမီတော့ပဲရေထဲကိုကျသွားခဲ့လိမ့်မည်။မော်ချက်ဟာရေစည်းတည်တဲ့ကြားကမှဗစက်ထိပ်ဟာဓလုံးကိုထုတ်ယူပြီးတော့ထူးမှောင်လို့ရှေ့ဟာစီကိုလှမ်းပစ်လိုက်သေးတယ်။အဲ့ဒီဓလုံးကကြီးစက်လို့ဝင်လာလာကြောက်ဒါနလန်နဲ့ခုခံတားစီတော့ဝုန်းငနယ်ပေါက်ကွဲသွားခဲ့တယ်။ဒီကထူးမှောင်တဲ့ကြော်တင်တို့လည်းဒါရီကိုအစောင်းကိုအင်အားဖြည့်တင်ပြီးတော့နောက်ကိုဆုတ်ကအာယူနေကြတယ်။အဲနောက်မြေကပားမောင်ချစ်ရှိရာစီကိုပြေးခုံပြီ အပေါ်တဲ့တွေကနေဓာရီကိုရွှဲထားကြတယ်။နှစ်ယောက်သားကြလာတဲ့အချိန်နဲ့မောင်ချစ်ရဲ့ရင်ဝတဲတဲ့စီကိုဓာနလန်နဲ့အောက်ကိုထိုးဆိုင်လို့အဆုံးသက်ပြလိုက်ကြတယ်။ကြောင်လုံးမော့ပညာနဲ့အတူတူနမဲကျော်မော့ပညာတဲ့ကြောင်လက်တဲ့မောင်ချစ်ဟာမြေစီအတွေ့အပိတိုင်မျောပါပျောက်ွယ်လို့အဆုံးသက်သွားခဲ့လိမ့်မည်။အဲနောက်နှစ်ဦးသားရေပေါ်ကို ပြတ်တက်လာတဲ့အခါမှာတော့ဦးတန်ငယ်နဲ့ပန်းဖြူတို့ကထူးမောင်ကိုပြည့်တွေ့ထားကြတယ်။ကျော်တင်ကဓာကိုမြေမှာထောက်ကအာယူလို့ထားရတယ် အန်နာ၃ယောက်ကိုပြုံးပြီးကြည့်နေတယ်။ပန်းဂျီကလည်းမိတ်ဆွေဟောင်းကိုနှုတ်ဆက်လိုက်လေ။ကျေးဇူးတင်ပါတော့ကိုကျော်ထင်။အခုလိုအမြင်မှန်ရပြီ။နေချက်လာပါစေအဖြစ်ကနေရုံထွက်လာခဲ့တာ။ကျမဂုံယူလေးစားပါတယ်။ဟုတ်ပါပြီမပန်းဖြူ။ကျုပ်ရဲ့ရန်ကြွေးလည်းအဆုံးသတ်သွားပြီဆိုတော့ရှစ်ဆက်အေးအေးဆေးဆေးသာနေတော့မယ်။ခွင့်ပြုပါအောင်။ဒါနဲ့ရှေကျော်ထင်ကဓာတ်ကိုလွယ်လွယ်ထွက်သွားခဲ့တယ်။မင်းကြီးမွေးစီရောက်တဲ့အခါမှာတော့ထူးမောင်က တန်သေးသားကိုတအိမ်မှာထိတ်ဤကိုကျော်ထင်ထူးမောင်ကရှေ့ကိုတလန်းချင်းရှောက်လာခဲ့ပြီးတော့ဒူးစရခိုင်းနေအမောင်ဘက်အချမ်းကမှော့ပြညာတွေနဲ့နိုင်ငံရေးမတည်ငြိမ်တဲ့ခပြက်ကာလာကြီးထဲမှာဓာတ်နဲ့ကြီးကိုတန်ချစ်တတ်ခံမလို့လားထူးမောင်ရဲ့စကားကြောင့်ကြော့ထင်တွေ့ဝေသွားတယ်စုံမြတ်ချက်တွေလည်းမတည်ငြိမ်တော့ပဲစိတ်ထဲမှာထူးမောင်တို့ကိုမင်းဆွေလိုခံစားလိုက်ရတယ်အဲ့ဒီချိန်ထူးမောင်ကခမရသွားခြင်းရောသွားပါဗျာ သွားချင်ဘူးဆိုရင်တော့ကျွတ်တော့ညီအကိုတွေဖြစ်နိုင်ပါသေးတယ်။အဲ့လိုပြောပြီးတော့လက်နှစ်ဖက်ကိုဆက်လိုက်တဲ့အခါကျော်တယ်နဲ့မဆိုင်မတွပဲတူရွေးရွေးလာပြီးတော့ထူးမောင်ကိုဖတ်လိုက်လိမ့်တယ်။ဒီနောက်မှာတော့ဓာတ်နက်ကိုမြေမှာချလိုက်တယ်။ထူးမောင်ကကျော်တယ်ရဲ့ပခုံးကိုပုတ်ပြီးတော့ကျုပ်ကိုမိသားစုတစ်ခုလုံးနွေးနွေးထွေးထွေးကြိုးစိုးချင်းခံရတာဒါပထမဆုံးပဲကိုထူးမောင်။ကျွတ်တော့အတူတူရှေ့ဆက်ကြတာပေါ့ဗျာ။အမောင်ခိုင်းကြီးတုံးကိုအတူတူဖြုတ်ခွေးကြတာပေါ့။ ထူမောင်လည်းခေါင်းငိပြလို့လေဦးသားမြင်းကြီးမူးမောင်နဲ့အတူတူပရပိုက်ကြီးကိုပြန်ဖို့ဖို့ခီးဆက်လာခဲ့ကြပါတယ်။ပရပိုက်ကြီးကထူမောင်ရဲ့ဂုံဒီဘေးကနေတလုံလုံနဲ့လိုက်ပါသွားခဲ့လေရဲ့။ပရိသတ်များရှင့်မန္တန်ထူမောင်နဲ့မြေရှိုးပါလို့မူးမပြန်ဇလန်းလေးရတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတည်ရှိသလို။စာရေးသူမဟိခင်ဥဒ္ဒါတိပောက်လေကျေးဇူးထူးပဲတည်ရှိပါတယ်ရှင့်။ ဒီဇလန်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမေပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစင်ထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်။